ီဆုံးသွားတဲ့နေရာမှာတော့တက်စီရဲ့အုံနဲ့ကလေးကြီးအများဆုံးဖြစ်တယ်လူငယ်လူငယ်ပိုင်းကတော့တိတ်မရှိဘူးအထူးသဖြင့်အဲ့ဆစ်ဆောင်နေဆိုတော့အဲ့တော့သူကတော့ဆက်တက်နာရခွက်ကတော့ဆက်တက်ကမတောင်းဘူးလို့များတယ်မော်မျိုးသိန်းတိုက်ပွဲပြင်းထန်နေချိန်မှာဒေသခံပြည်သူ၄၀၀ကျော်ခိုလုံနေတဲ့ဖုံးအင်းချောင်းကိုစစ်ကောင်စီကလေချောင်းကနေတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမြေပြင်မှာရှိတဲ့စစ်အေးသတင်းရင်းမြစ်ကမြန်မာနိုင်ငံကိုပြောပြတာပါ။ ်မေလ၈ရက်နေ့မှာဗမော်မျိုးကကန္နာချိတ်တာဖုံးကြီးចောင်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်စစ်ဆောင်၅၅ဦးထက်မနည်းတေဆုံးပြီး30ကျော်တန်းရာရရှိခဲ့ပြီး9ဦးပျောက်ဆုံးခဲ့ပါတယ်စစ်ကောင်စီဝါရဖြန့် Telegram Channel ဒီကတော့ကန္နာချိတ်တာဖုံးကြီးចောင်းကိုဘုံကျဲတာကို drone နဲ့ရိုက်ကူးထားတဲ့ video file တင်ပြီး KIA နဲ့ PDF တွေရှိတဲ့နေရာကိုဘုံကျဲတယ်လို့ဝါရဖြန့်ချီထားတာကိုတွေ့ရပါတယ် ဲ့ဒီဘုံကျဲခံရတဲ့ဖြစ်စဉ်မှာတည်ဆုံသူတွေထဲမှာတော့စစ်တပ်မိသားစုဝင်တွေပါဝင်တယ်လို့မြေပြင်စီးသတင်းရင်းမြစ်တွေနဲ့ဒေသခံတွေကပြောပါတယ်စစ်ဆောင်တွေတဲကတဝက်ခန့်မှာစစ်ကောင်စီတက်တဲ့နှိဇက်သူတွေနဲ့စစ်ကောင်စီမိသားစုဝင်တွေပါဝင်နေတယ်လို့သိရပေမဲ့လည်းအသေးစိတ်အချက်အလက်တွေကိုတော့မြန်မာနောင်အနေနဲ့အတိမပြုနိုင်သေးပါဘူး။လေကြောင်းကနေဘုံကျဲခံရတဲ့ဒေသခံ၄၀၀ကျော်ထဲမှာတော့စကခ21နဲ့ဆက်ဆက်မှာရှိတဲ့မင်းကုံရက်ကွက်ကဒေသခံတွေပါဝင်တယ်လို့ဘုံမကြီးနော်ဘူးကပြောပါတယ်။ စားခနစက်တင်နဲ့ဆက်ဆက်နေတဲ့ရက်ွက်ပေါ်မင်းကုန်းရက်ွက်ပဲမှာဒီလူထုတရားဟိုဘူးကြီးเจ้าမှာသွားနေတယ်တဲ့သူတို့တင်နာကတော့တက်ပွင့်ကြားရက်သွားမှာလားသူတို့စီကတော့အမရောက်တော့ပါဘူးဆိုပြီးမှအဲ့ဒီဘူးကြီးเจ้าမှာအသူကခုလုံနေတယ်တဲ့သူတို့တက်ပွဲကတော့ပူပူမှပြင်းထန်လာလို့ဘူးကြီးတရားတော့အဲ့ကျွန်တော်တို့ကိုကေပါအဲဒေထုပါကျွန်တော်တို့လည်း ဒီမှာနေတာဆင်မပြေတော့ဘူးအပြည်လူထုနဲ့ကျွန်တော်အဲပြောရမယ်ဆိုမှစုတော်အော်ဗလန်တောင်းဆိုလာတယ်တဲ့မင်းကောင်ရက်ွက်ကတော့ဗမော်မျိုးလေကောင်မှတရှိရဲ့ရက်ွက်ပါဗမော်မျိုးပေါ်ရက်ကွက်တချို့ကနေထွက်ပြေးလာတဲ့ဒေသခံတွေဟာတောင်လေးလုံးဖုံးကြီးကျောင်းမှာရှိနေချိန်မှာသူတို့ကိုကယ်ထုတ်ပေးဖို့တောင်းဆိုခဲ့တာကြောင့်ဖုံးကြီးကျောင်းကနေ KIA ပူးပေါင်းတပ်တွေကကယ်ထုတ်ခဲ့တယ်လို့ဗမော်ကြီးနော်ဘူးကဆိုပါတယ် အဲ့ဒီလိုကဲထုတ်နေချိန်မှာမုံလဲတနာကြီးခန်းလောင်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ကင်းထောက်ပြီးဂျက်တိုက်လေယာဉ်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့သလိုလေယာဉ်ပေါ်ကနေဆက်တနက်တွေနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဒေသခံအမျိုးသားတဦးကပြောပါတယ်နနတွဲနဲ့တွဲနဲ့လေးလုံးပြစ်သွားတယ်ပေါ့ပြီးတော့ဆက်တန်းတန်းနေလာလို့ငွေပြစ်ပြစ်သွားတာရယ်ပေါ့လို့ဆိုတော့15ရောက်တော့တည်ပြီးမှအဲ30လောက်ထိခိုက်တန်းရရတယ်ပေါ့အဲ့ရ15ရောက်တော့အလောင်းတွေလည်းမကောက်လာနိုင်ဘူးလေပြီးသူ15ရောက်အလောင်းကအေးမိစိတ်ပြီးမှပဲအဲထားခဲ့လိုက်တာလေ ဗမော်မြို့မှာဒေသခံမြို့ကန်အများပြားထွက်ပြေးတိမ်းရှောင်သွားပေမဲ့လည်းအခြားဒေသကိုစစ်ပေးရှောင်ဖို့ငွေကြီးချို့တဲ့သူတွေအခြားဒေသကိုမသွားလို့သူတွေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့မိသားစုဝင်တွေဟာဖုံးကြီးကြောင်းနေမှာခုလုံနေကြရပါတယ်။ဘုံကျဲခံရပြီးတဲ့နောက်ကြံနေတဲ့စစ်ရှောင်389ရောက်ကိုတော့အဲ့ဒီညနေဘက်မှာပဲ12ဘင်းက6စီးနဲ့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေဟာဗမော်မြို့သိမ်းတိုက်ပွဲကို2024ဒီဇင်ဘာ4ရက်နေ့မှာစတင်ခဲ့ပြီးဒီနေ့ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်စွာဖြစ်ပွားနေပါတယ်။စကိုင်းငလင်ကြီးလှုပ်ပြီးတဲ့နောက် KIA ကရပောင်း20ကြာယာယီအပြစ်ရခဲ့ပြီးဧပြီ25ရက်နေ့ကစပြီးဗမော်မြို့ကိုအပိတ်သက်သိမ်းပိုက်ဖို့ KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေတာပါ။